ပထမအလွယ်ဆုံးနည်းเนาะအလွယ်ဆုံးနည်းပိဿဘောတကားတန်းညက်မယ်ပိဿဘောတန်းညက်ဖို့အတွက်တစ်ချက်ကပထမဆုံးဒီမှာပိဿကို၄ကောက်ခောက်လာတယ်เนาะဒီမှာအစွန်းနှစ်ခုကိုပူးလိုက်တယ်ပြီးတခါပြန်ပူးထားတယ်ပေါ့အုံစုစုပေါင်း၄၄ထပ်၄ထပ်ရှိရယ်ပေါ့ဒီမှာ1 2 3 4เนาะ၄ထပ်ရှိမယ်အဲ့ဒါကဘေးဆက်ကြောင်းပါပထမအတွက်ကကြာတော့ပထမဆိုတော့တင်မာချံဘိုက်ချံအဖုံချံဆိုပြီးသုံးချံရှိမယ်အခုက လေးကောက်ခောက်ထားတဲ့ဟာကကြတော့နှစ်ချမ်းအရင်ရမယ်เนาะတင်မချမ်းနဲ့ဘိုက်ချမ်းနှစ်ချမ်းအရင်ရမယ်เนาะပိတ်စပေါ်မှာတန်းပြီးတော့သွားတဲ့ပုံနဲ့အကုန်လုံးအတွက်ကိုပိတ်စကိုအရင်ဆုံးကိုလိုတလောက်ခောက်ပြီးပြီဆိုတာနဲ့မီးပူရှင်ထိုးထားမယ်เนาะအခုထည့်ရမီးပူပြထားတယ်ဆိုတဲ့အခါကျလို့ရှိရင်ပထမဆုံးကိုလိုတဲ့အရှိအရင်မှတ်မယ်เนาะအခုဒီချက်ကဒီဘေးဆက်ကြောင့်ပါပထမင်းကိုအလွယ်ဆုံးဖြစ်အောင်ဒီချက်ထုတ်ထားတဲ့စာအုပ်ထဲက၃လပတ်တန်ကိုသုံးပြတော့မှာဖြစ်တယ်เนาะဒီမှာเนาะ၃လပတ်တန်ကိုသုံးတော့မှာဖြစ်ပါတယ်လိုက်ကြည့်ပေးပါဦး ပထမဆုံးပိတ်ဆောက်ကိုလေးကောက်ခောက်ပြီးပြီဆိုလို့ရှိရင်အရှိကိုအရင်ယူလိုက်မယ်ပေါ့နော်ကိုလိုတလောက်အရှိကိုအရင်ယူပါမယ်အပေါ်လေးမှာကတချေတို့ချုပ်စာလေးလက်မဝက်အရင်ထားပြီးတော့မြင်တာခဲ့လိုက်မယ်နော်ချုပ်စာလက်မဝက်ထားပြီးတော့မြင်တာခဲ့လိုက်တယ်နော်ပြီးပြီဆိုလို့ရှိရင်အရှိယူမယ်ကိုလိုချင်တဲ့အရှိကိုယူမယ်နော် ိုလိုချင်တဲ့အရှိရပြီဆိုလို့ရှိရင်အဲ့ဒီအရှိရဲ့အောက်ကိုတလက်မခေါက်စာချပြီးတော့မြင်းပိတ်ခဲ့လိုက်မယ်နော်ကိုလိုချင်တဲ့အရှိရဲ့အောက်မှာတလက်မခေါက်စာချပြီးတော့မြင်းပိတ်ခဲ့လိုက်တယ်ရမယ်နော်ပြီးပြီဆိုလို့ရှိရင် အပေါ်ဆုံးကလက်မဝက်မြင်းတားထားတဲ့နေရာမှာတချို့ကခေါက်အရင်မှတ်လိုက်မယ်နော် ိုတိုင်းထားတဲ့ခါပတ်ပတ်လည်းရှိတယ်ခါပတ်ပတ်လည်းကိုလေးနဲ့စားမယ်စားပြီးတော့နှစ်လက်မှပေါင်းတယ်เนาะခါပတ်ပတ်လည်းကိုလေးနဲ့စားပြီးနှစ်လက်မှပေါင်းတယ်တစ်လက်မှကဘေးချုပ်စားနောက်တစ်လက်မှကကြတော့တောက်စားခါအတွက်တောက်စားเนาะအဲဆိုလို့ရှိရင်ကိုမှရှိတဲ့ကိုတိုင်းကိုထည့်ပြီးတော့စားပြီးတော့တွက်ပြီးပြီဆိုလို့ရှိရင်ရတဲ့အဖြေကိုမှတ်လိုက်မယ်เนาะပြီးပြီဆိုလို့ရှိရင်ခါကနေတင်အမောက်ဆုံးနေရာကိုတိုင်းထားတဲ့တင်အကြောက်မှတ်မယ်ဒီချက်ဒါဒီချက်သမီးလေး ိုတိုင်းနဲ့ဆွဲတာမဟုတ်လို့နမူနာကိုတိုင်းနဲ့ပဲပြောပြတာเนาะလူကြီးကိုတိုင်းမဟုတ်လို့ဒါပေမဲ့ကလေးပဲချုပ်ချုပ်လူကြီးပဲချုပ်ချုပ်အတူတူပဲဆိုတာကိုလည်းပြချင်လို့เนาะတင်ကြမှတ်လိုက်တယ်မှတ်ပြီးပြီဆိုလို့ရှိရင်တင်ပေါ့เนาะတင်ကိုအလိုပဲလေးနဲ့စားပြီးတော့တင်ကြတော့တောက်ထည့်ကြမလို့တော့လေဆော့ချယ်တော့တစ်ပဲပေါင်းတယ်တင်ကြလို့ရှိရင်တော့လေတစ်ပဲပေါင်းလိုက်တယ်ဘေးချုပ်စားပဲပေါ့เนาะရပြီဆိုလို့ရှိရင်တင်တဲ့ခါနဲ့ကိုလမ်းပြီးတော့ဆက်ပေးလိုက်မယ်เนาะ ဒါမျိုးလေးเนาะတင်းတဲ့ခါနဲ့ကိုလှမ်းပြီးတော့ဆက်ပေးလိုက်မယ်ဆက်ပေးပြီးပြီဆိုလို့ရှိရင် အောက်ကိုနှစ်လက်မတက်တက်ဆင်းလိုက်တယ်เนาะနှစ်လက်မတက်တက်ဆင်းလိုက်တယ်ဆင်းပြီးပြီဆိုလို့ရှိရင်ခြေပြားမှတ်မယ်ခြေပြားဒီကိုတွက်လို့ရထားတဲ့တင်းပေါ့เนาะကိုတွက်လို့ရထားတဲ့တင်းနဲ့ကနေတစ်ခွဲနှုတ်လိုက်တယ်မြင်ရလားဒီမှာ sorry ခြေပြားဒီကိုတွက်လို့ရတဲ့တင်းနဲ့ကနေပြီးတော့မှတစ်လက်မခွဲ နှုတ်လိုက်တယ်เนาะတလက်မှာဝယ်နှုတ်လိုက်တယ်နှုတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီနှုတ်ထားတဲ့ဟာနဲ့ဒီနှစ်လက်မှာစောင်းထားတဲ့ညင်းလေးနဲ့ကိုလမ်းပြီးတော့ဆက်မယ်เนาะလူကြီးဝတ်ဆိုလို့ရှိရင်တော့ပေတံအရှိသုံးရမယ်เนาะနှစ်လက်မှာကတင်ရှောနေရတင်ဘေးဆောင်နေရအတွက်ကိုစဉ်းစားဒီနှစ်လက်မှာတက်တက်ရเนาะပြီးပြီဆိုရင်အောက်မှာတိုင်းထားတဲ့တင်လေးကနေတစ်ခွဲနှုတ်ပြီးတော့ရထားတဲ့အဖြစ်ခြေပြားပေါ့เนาะအဲ့ဒီခြေပြားကိုလမ်းပြီးတော့ဆက်လိုက် ရမယ်เนาะဒါဆိုလို့ရှိရင်ဒီမှာ byte chain နဲ့တင်မာချန်เนาะ byte chain နဲ့တင်မာချန်ရဲ့နှစ်လောက်အရင်ထွက်လာပြီပေါ့เนาะတောက်လေးပါတစ်ချက်တစ်ခါလေးဆွဲလိုက်မယ်เนาะတောက်လေးပါတစ်ချက်တစ်ခါလေးဆွဲလိုက်မယ်ဆိုတော့ဒီမှာ၃ခွဲလောက်ခွာရမယ်เนาะဒီခေါရိုးဘက်ကနေပြီးတော့မှာเนาะခွာပြီးပြီဆိုရင်ကိုကတလက်မတောင်းမှတ်ထားတာမို့လို့တလက်မအမှတ်မှတ်တယ်မှတ်ပြီးပြီဆိုအဲတလက်မရဲ့အလဲတဝက်လက်မဝက်နေရပေါ့เนาะလက်မဝက်နေရကနေပြီးတော့မှာတင်အကြမြင်းထက် လက်မဝက်တိုးတဲ့တောက်ဆွဲမယ်။မတင်အကြခွန်ချထားရင်6ခွဲအရှိဆွဲမယ်။တင်အကြခွန်ခွဲချထားရင်ခွန်အရှိဆွဲမယ်နော်။လက်မဝက်တိုးပြီးတော့ဆွဲမယ်။တောက်ကတော့တောက်စာတစ်လက်မပေါင်းထားတာမို့လို့ဟိုဘက်ဒီဘက်အဲ့လိုမျှမှန်မယ်ပေါ့နော်။တကယ်လို့များတင်တဲ့ခါနဲ့ကွာခြားချက်ကအရန်ကြီးတယ်တင်ကြီးတယ်ဟိုခါသေးတယ်ပေါ့နော်။ကိုလိုနေတော်လေးလှတယ်ဆိုလို့ရှိရင်ဒီထက်တော့တစ်လက်မနေရာမှာဒီတောက်စာတစ်လက်မနေရာမှာ တက်20 1ခွဲအထိပေါင်းမိလို့ရတယ်เนาะအရန်ပိန်တဲ့သူတွေတင်းတဲ့ခါနဲ့တိတ်မကွာတဲ့သူတွေအခုချက်သူတစ်ချက်သမီးလေးဟာချုပ်တယ်ဆိုတော့ခလေးဆိုတော့သူကဘိုက်ပူတဲ့ခါကျတော့တင်းတဲ့ခါနဲ့အရန်မကွာဘူးပေါ့เนาะအဲ့လိုမျိုးလေးဆိုလို့ရှိရင်တက်လက်မဝင်ချင်းလောက်ပဲပေါအောင်အဆင်ပြေတယ်ရမယ်เนาะဒီဟာလေးတွေကလေးဟိုလွယ်လွယ်လေးပဲပေါ့เนาะချုပ်တက်သွားတဲ့ခါကျလို့ရှိရင်ကိုယ့်ဘောက်ကိုဗျောင်းလေးတွေရောင်စုံချုပ်ပြီးတော့တအိမ်တနိုင်လေးရောင်းရင်တော့ရတယ်ကိုကိုစီးပွားရေးအနေနဲ့လေရောင်းရင်တော့ရတယ်เนาะဆိုလို့ရှိရင်ခုဒါကိုဒီချိန်ညက်မယ်ဒီလက်မဝက်ကတော့မဟုတ်ဘူးเนาะ ဒီတောက်မှတ်ထားတဲ့နေရာမြင်ရပါလားဒီမှာနော်တောက်မှတ်ထားတဲ့နေရာလေးကိုရေလေးလွာစလုံးပအောင်လို့ကက်ကြီးတောက်ခဲ့လိုက်နော်ဘာလို့ဆိုအနောက်ဘက်ကိုပါတောက်တခါတယ်ပြန်မှတ်လို့ရအောင်လို့နော်ပိတ်စကဒီမှာအရှိဆုံးမှတ်ရတဲ့မြင်ရတဲ့ အစားလေးအပေါင်းတစ်ပဲရှိတာလေတကယ်လို့ကိုကပိတ်စာကိုဘယ်လောက်ယူရမယ်မသိဘူးဆိုလို့ချင်းကိုဆွဲမဲ့တင်ကိုတွက်လိုက်ကိုမကိုကတင်40ဆွဲမယ်ဆိုရင်အစားလေးဆို30ရှိတယ်တစ်ပေါင်းမယ်ဆို17ရှိတယ်ဆိုတော့17လေးပြန်ခောက်လို့ရတဲ့အနေထားဆိုရပြီ17လေးပြန်ပိတ်စာကိုခောက်လိုက်မယ်ခောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပြောသလိုမိဘူးပြလိုက်ပေါ့နော်မိဘူးပြလိုက် ရမယ်နော်ဆိုလို့ရှိရင်အဲ့ဒါမိဘပြပြီးပြီဆိုလို့ရှိရင်ကိုလို့တလို့ပုံဆွဲမယ်ပေါ့နော်ဆွဲပြီးတဲ့ခါကြလို့ရှိရင်မှတ်သွားလိုက်ရုံပါပဲနော်ဒီမှာတောက်ကလေးတွေကကြီးတောက်ထားပြီးသားနော်တောက်ထားပြီးသားဆိုတဲ့ခါကြအဲ့ဒီဥစားလေးတွေကိုတောက်လေးတွေဆွဲသွားလိုက်မယ်နော်တချဲတို့ ပြီပြီเนาะရပြီပြီဆိုလို့ရှိရင်ဒီတလွာကိုဖယ်ထားလိုက်မယ်ဒါဒီတင်မချမ်းပေါ့เนาะတင်မချမ်းတောက်နှောင်းလုံးထဲမှာမို့လို့ဖယ်ထားလိုက်မယ်ဖယ်ပြီးပြီဆိုလို့ရှိရင်ဘိုက်ချမ်းလုံးမဲ့ဟာတခုเนาะဘိုက်ချမ်းလုံးမဲ့ဟာတခုကိုဒီခြေကဖုံးမဲ့ဘက်အချမ်းတစ်ချမ်းမှာပဲတောက်ထည့်ခြင်းတယ်เนาะဖုံးမဲ့ဘက်အချမ်းတစ်ချမ်းမှာပဲတောက်ထည့်ခြင်းတယ်ဆိုတော့ကြံတဲ့ဘက်အချမ်းကိုခြေတို့ကဟိုဘာလို့ပြင်မယ်ပေါ့ဘာလဲညှက်ထုတ်ပြင်မယ်ပေါ့เนาะညှက်ထုတ်ပြင်မယ်ဆိုတဲ့အခါကျတော့တစ်ဖက်ကိုအလှပေါ့တစ်ဖက်ကအလှမလှတဲ့ဘက်ကိုအပြည့်ဆုံး မှတ်လိုက်မယ်ဒါမလှတဲ့ဘက်ပေါ့နော်မလှတဲ့ဘက်ဆိုလို့ရှိရင်ပိန်မလှနဲ့ကိုယ်နဲ့ကတ်ကြည့်လိုက်မယ်နော်ကိုယ့်ဘက်အချမ်းနဲ့ကတ်ကြည့်လိုက်မယ်ညာဘုံဆိုလို့ရှိရင်ဒီခြေကအဲညာဘက်တစ်ချမ်းမှာပဲတောက်ထည့်မယ်ဘယ်ဘုံဆိုလို့ရှိရင်လည်းဘယ်ဘက်တစ်ချမ်းမှာပဲတောက်ထည့်မယ်အခုဒီခြေချုပ်ပြီးမှဒီညာဘုံဆိုတော့ဒီညာဘက်တစ်ချမ်းမှာပဲတောက်ထည့်လိုက်မယ်နော်ဆိုလို့ရှိရင်ဘဲဘက်အချမ်းကိုတစ်ချဲတလက်မှာညှက်ထုတ်လိုက်မယ်ပေါ့နော်တောက်မထည့်ဘူးတောက်မထည့်ဘူးဆိုတဲ့အခါကျတော့တောက်စာတလက်မှာညှက်ထုတ်လိုက်မယ်နော်တောက်စာတလက်မှာမှတ်လိုက်တယ် နော်မှတ်ပြီးပြီဆိုလို့ရှိရင်တင်အမောက်ဆုံးနေရာအထိနော်တင်အမောက်ဆုံးနေရာအထိမြင်းပေကွေးလေးဆွဲပြီးတော့ညှိထုတ်လိုက်မယ်နော်ဒါကလေဟိုကလေးဝတ်မို့လို့နော်လူကြီးဝတ်ကြလို့ရှိရင်တင်တဲ့ခါကတော့တက်တက်ကွက်ကွက်ဖြစ်တယ်နော်ဒီမှာကြာနေနေတထောက်နေလို့ပုံစံဖြစ်နေတာပေါ့ပြီးပြီဆိုလို့ရှိရင်ဒီဘက်အချမ်းကိုတောက်ထဲမဲ့ဘက်အချမ်းနော်တောက်ထဲမဲ့ဘက်အချမ်းကိုတော့တောက်ဆွဲလိုက်မယ်နော် ဘူးမြက်တာလေးထောက်ဆွဲတာလေးပြီးပြီဆိုတော့တချဲအနောက်ဒီတင်မချန်ကိုတောက်နှချောင်းချုပ်မယ်အဲဘိုက်ချန်ကိုကြတော့တောက်တချောင်းချုပ်မယ်တောက်တွေအရင်သွားချုပ်မယ်နော်တောက်တွေချုပ်ပြီးပြီဆိုတော့မှတချဲတို့အဖုံညံကိုတောက်ချုပ်ပြီးသားပတ်တန်နဲ့ပြန်တင်ပြီးတော့ညံပါနော်ဆိုရင်အခုဒီမှာတောက်ချုပ်လာပြီနော်တောက်ချုပ်ပြီးတော့တောက်နှစ်ဖက်စလုံးချုပ်လာခဲ့တယ်နောက်ချမ်းပေါ့နော်တဝက်ပြန်ခောက်ပြီးတော့မိမိတို့တချဲပြားလာတယ်ပြားလာပြီးပြီဆိုတော့မှအဖုံညံလို့ဘုပိစာတစ်ခုယူလိုက်တယ်ယူပြီးပြီဆိုလို့ရှိရင်တချဲတို့ကဒီအစွန်ကနေအခုခလေးဝတ်မှုလို့ဒီဒီနေ့တနေ့ရတော့ခလေးဝတ်နဲ့လူကြီးဝတ်နဲ့ကွဲတယ်တချဲမှတ်ထားပေးပါခလေးဝတ်မှုလို့ဒီချဲက လေးခွဲငါတခုခုယူလိုက်မယ်ပေါ့နော်ကိုပိတ်နေကလေးကအခုက9နှစ်ရွယ်ဆိုတော့လေးခွဲရွယ်တယ်ပေါ့နော်တကယ်ကတကယ်လို့မဟုတ်ဘူးတချို့ကကျတော့9နှစ်ဆိုပေမဲ့လဝရတယ်လေဝရတယ်ကလေးထွားတယ်ကလေးဆိုလို့ရှင်တော့ငါယူပေးပါတကယ်ကတော့တိတ်ပြီးတော့မထွားတဲ့ကလေးမို့လို့လေးခွဲယူလိုက်တယ်ပေါ့နော်လေးခွဲယူပြီးပြီဆိုလို့ရှင်ရတကယ်လို့လူကြီးဝှေ့ချုပ်မယ်ဆိုအဲ့နေရာမှာခွန်ယူမယ်အနည်းဆုံးနော်ခွန်ယူမယ်ဝိုင်းဝါတယ်လို့ခွန်ခွဲရှစ်သာသမီးလက်မဝက်လက်မဝက်စီတိုးသွားလို့ရတယ်ပေါ့နော်အခုယူထားပြီးတဲ့လေးခွဲမြင်းပေါ်မှာဒီချက် နောက်ချမ်းကိုတဝက်ခောက်ပြီးတော့မြူတိုက်လာတာတွေကိုဒါမြူတင်လိုက်တယ်เนาะတင်ပြီးပြီဆိုရင်ဒီဘက်ဘေးအတိုင်းပဲတစ်ချဲအတီအကြာညှက်သွားမယ်เนาะအတီအကြာညှက်သွားမယ်ဆိုတော့ညံစကူပိတ်ပိတ်စားလိုက်ထက်เนาะဆိုလို့ရှိရင်အောက်ကပိတ်စားအလကားဖြစ်မှာဆိုလို့အောက်ကိုနည်းနည်းဆင်းလိုက်မယ်เนาะဒီမှာမညီတော့ဘူးဆိုတော့ညှက်ရမှာပဲဆိုဒီလိုထားရမယ်ရမယ်เนาะပြီးပြီဆိုရင်အဲ့ဒါကိုညှက်မယ် ညက်ခင်မှာမြင်းအတက်လေးရင်ဆွဲလိုက်မယ်ဒီဘက်ကိုခါဟုတ်နော်အောက်မှာလည်းအဲ့လိုပဲမြင်းအတက်လေးဆွဲလိုက်မယ် เนาะဒီမှာကိုဖုံးချမ်းအခန့်ချမ်းကိုအခန့်ချမ်းမှာဘယ်လိုတင်မလဲဆိုတော့ဒီမှာဒီဘက်ပေးခြင်းဒီဘက်ပေးခြင်းဘယ်လိုလိုဝိုက်ထားတာကိုတွဲချုပ်มาပေါ့เนาะဒီအဖုံးမချမ်းကိုကြတော့ဓားဆက်လိုက်ပြီးတော့တစ်ခွဲနှစ်လောက်ခောက်ပြီးတော့လက်ချုပ်လိုက်ရမှာပေါ့เนาะလက်ချုပ်လိုက်ပြီးတော့ဒါမျိုးလေးတင်มาပြီးပြီဆိုရင်ဒါပြန်မချုပ်ဘူးเนาะမချုပ်ဘဲနဲ့ပတ်ပတ်လဲကပတ်တက်มาဒီမှာလဲအနောက်ချမ်းနဲ့လာတွဲมาအခုချက်ကညာမုံကိုချုပ်มาဖြစ်တဲ့အတွက်ကြောင့်မို့လို့ပိတ်အလှချင်းပူးတယ်ပေါ့ဒါအဖုံးချမ်းအလှဒါတင်มาချမ်းအလှ အလှချင်းပူပြီးတော့ဒီမှာမျက်စိရှိရဲ့ညာဘက်ကိုချုပ်ပါလိုက်မယ်ပေါ့နော်ကိုချန်ထားတဲ့ချုပ်စာအတိုင်းပဲเนาะချုပ်တဲ့ခါကျလို့ဆိုလို့ရှိရင်ဒီချက်စီမှာ online class တက်တဲ့သူတွေဆိုလို့ရှိရင်တော့သိလိမ့်မယ်။နောက်တစ်ချက်အမြဲတမ်းထည့်ပြောရဲပေါ့နော်။အဲဒီဆက်စာချင်းချုပ်တဲ့တုပ်စာကိုပြန်လန်ပြန်လန်နေတုပ်ပြီးတော့ခြီးပြီးကြီးဖြစ်အောင်မလုပ်ဘူး။နည်းနည်းလေး၃စိတ်လောက်လေးကြော်ပြီးတော့ကိုချုပ်မယ်နာမှာပေါ့နော်။၃စိတ်လောက်လေးကြော်ပြီးတော့ပင်အပ်လေးကိုထောက်လိုက်မယ်။ဆက်အပ်လေးကိုထောက်လိုက်မယ်เนาะ။ထောက်လိုက်ပြီးပြီဆိုတော့မှနောက်ပြန်လေးအရင်ချုပ်တယ် နောက်ပြန်လေးချုပ်လိုက်ပြီးတော့မှပြီးတော့ဒီဘက်ကိုတချောင်းပြန်ချုပ်လာတယ်ဆိုတော့အပြန်ပြန်အလန်လန်သွားတယ်လို့ခြီလုံးအဖုအထုကြီးမဖြစ်တော့ဘဲနဲ့ခြီလည်းငဲတယ်နော်တုတ်တယ်ဆိုတာခြီမငဲပါဆိုလို့ခြီပြုတ်ပါဆိုလို့လေခြီခြီငဲတယ်အဖုလိုက်ခြီမဖြစ်ဘူးတတ်တတ်ရရကလေးပဲရမယ်နော်ပြီးရင်ဆက်ချုပ်သွားပါမယ် ့လက်ကိုစိတ်မချဘူးဆိုလို့ရှိရင်တလက်မစီအရင်မှတ်ပြီးတော့မှနင်းเนาะတလက်မစီမှတ်ပြီးတော့ခဲလေးဆွဲပြီးတော့မှနင်းပြီးပိတ်စအပြော့ဆိုလို့ရှိရင်ပင်အရင်ထိုးမယ်เนาะအောက်အောက်ခြေဒူနာအထက်ပိတ်ပင်အရင်ကုန်းကြောင်းတော့လည်းဆုံးခိုးပြီးတော့မှနင်းပါเนาะပြီးရင်ဒီမှာအဖျားရောက်လို့တုတ်မယ်ဆိုလို့ရှိရင်လည်းအဆုံးပြီးရင်ချုပ်လိုက်တယ်ချုပ်ပြီးတော့နောက်ပြန်လေးပြန်ချုပ်တယ်เนาะချုပ်ပြီးဆိုရင်ရပြီရလိုက်ပြီဒီဘက်ကိုတစ်ခါပြန်မချုပ်လာတော့ဘူးရမယ်နော်အဲ့လိုဆိုလို့ရှိရင်ထိမ့်ပါတော့လို့ပဲတတရရရနဲ့ခြေလုံးအခုကြီးမဖြစ်တဲ့ခြေမြဲမြဲလေးရတယ် ရမယ်နော်ပြီးရင်ကျန်တဲ့တစ်ဖက်ကိုကြတော့ဒီ byte chain နဲ့တွဲလိုက်မယ်နော်ရပြီတွဲပြီးပြီဆိုလို့ရှိရင်ဒီအတွင်းချမ်းဘက်နော်အတွင်းချမ်းဘက်ကိုလည်းချေတော့မလုပ်မလဲဓာတ်ဆက်လိုက်ပြီးတော့ခောက်ခဲ့လိုက်မယ်နော်အတွင်းချမ်းကိုဓာတ်ဆက်လိုက်ပြီးတော့ခောက်လိုက်ဆိုတော့ဘယ်လိုခောက်ရမလဲမသိပါဘူးဆိုတော့နော်ဓာတ်ဆက်လိုက်ပြီးလို့ရှိရင်ဒီချေဓာတ်ဆက်ရာလေးကိုပဲခောက်ပြီးတော့ချုပ်သွားမှာပါ ောက်နားတွေခောက်တဲ့ခါကြလို့ရှိရင်ဒီချေတစ်ချက်ပြောခြင်းနဲ့ဒီအလဲချမ်းပေါ့နော်အလဲအလဲသုံးခုသုံးခုသုံးချမ်းဆက်ပေါ့နော်သုံးချမ်းဆက်ထားတဲ့ခါမှာအလဲချမ်းကိုလက်မဝက်ပဲခောက်မယ်နော်အလဲချမ်းဒီအနောက်ဘက်ပေါ့တင်မချမ်းပေါ့နော်လက်မဝက်ပဲခောက်မယ်ဒီအဖုံးချမ်းနဲ့ဟိုဗာလေအတွင်းချမ်းနဲ့ကိုကြတော့တလက်မခောက်မယ်ဆိုလို့ရှိရင်ဒီနားလေးမှာဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့တလက်မနေရာနေမှာလက်မဝက်ကိုနေရာကိုလာရမှာလို့ဒီလိုအဆောင်လေးတော့ဖြစ်သွားမယ်နော်အဲ့ဒါကိုလက်ချုပ်ပဲလိုက်လိုက်ဆက်ပဲပေါက်ပေါက်မိမိအဆင်ပြေတယ်လို့လုပ်မယ်နော် ဒီချက်ကဆက်နေပေါက်မှာမို့လို့ဒီနားလေးကြားလို့ရှိလို့ရှင်ဘယ်လိုပေါက်လဲဆိုတော့ဒီချက်တစ်ချက်ပြမယ်ဒီမှာဒါဟိုပါလေအဖုံးကြမ်းပေါ့အဖုံးကြမ်းကိုဓာတ်တက်လိုက်ပြီးနှစ်လက်မှတစ်လက်မှခွဲခောက်ထားတဲ့ဟာเนาะအဲ့ဒါလေးကိုဟိုအလှဘက်ကိုအရင်လှန်လိုက်တယ်တစ်လက်မှခောက်မှာမို့လို့တစ်လက်မှနေရာနားလေးကနေပေါက်မယ်ပေါ့เนาะချီမတုပ်ဘူးเนาะเนาะဒီလိုမျိုးထိုးထည့်လိုက်တယ် ရမယ်နော်ထိုးထည့်ပြီးတဲ့အခါကျလို့ရှိလို့ရှိရင်ဒီမှာသူကသူအထဲဝင်ပြီးတော့တက်တက်ရက်ကလေးဖြစ်သွားပြီနော်ဒါစားလိုက်တဲ့ချီကြီးပါရောညှက်လိုက်ပေါ့နော်တကယ်လို့ကိုကဟိုမဖြစ်ချင်လို့ရှိလို့ရှိရင်မထိုးထည့်ခင်ကလေးကဒီမှာပိုတဲ့ဟာလေးကိုညှက်ထုတ်လိုက်လိုက်ရတယ်နော်ဆိုတော့ဒီမှာခောက်တာကိုအပြန်လှန်ပြီးတော့ချုပ်ထားတဲ့ဟာလေးနော်အိမ်သားလေးကိုဒီတောက်ကြည့်သွားမသွားဘူးနော်နည်းနည်းလေးခြံပြီးတော့ကျွန်တော်ပြန်ညှက်လိုက်တယ်ပေါ့နော်ညှက်လိုက်ပြီးပြီဆိုတော့မှ အဲ့ဒီဥစ္စာကိုခောက်ထည့်လိုက်လို့ရှင်တော့ဘာဖြစ်လဲဆိုတော့ဟိုတောက်လိုက်ကြီးဖြစ်မနေတော့ဘူးအထူ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 ကြီးဖြစ်မနေတော့ဘူးပိစာလေတပြည့်ဖြစ်သွားပြီနော်ဒီနားမှာကင်ကြီးတဲ့ခါကြလို့ရှင်ထူထူကြီးပိတ်ပိတ်ကြီးဖြစ်မနေတော့နော်အဲ့ဒီနေမှာဒီမှာကိုပြောသလိုဆောနာပြောသလိုမျိုးကိုလိုချင်သလိုမျိုးလေးတလက်မရဲ့လက်မဝက်ကဲဆက်ခောက်သွားလိုက်အောင်မယ်နော် ပတ်အတိုင်းတားလေးကိုတစ်ချက်တစ်ချက်ပြောချင်တယ်ဟိုအကျေကတော့ထုံးစံတိုင်းပဲသုံးလက်မအပြားဟိုဘက်လက်မဝါခေါက်ဒီဘက်လက်မဝါခေါက်ပြီးရင်အလေကိုတစ်ခါပြန်ခေါက်မိဖို့တိုက်လာတယ်ပေါ့နော်ဟိုပိုးတဲ့ပိစာနဲ့ပဲလှုပ်ချင်လဲလှုပ်အထက်စင်နဲ့လှုပ်ချင်လဲလှုပ်ရတယ်ပိစာမရှိဘူးဒါကကြိုးချီ ခါချိုးချီเนาะခါချိုးချီကရောင်းနှန်းဝင်တယ် ready to wear တွေမှာဆိုလို့ရှိရင်ခါချိုးချီကိုလူကြိုက်များတယ်ပေါ့เนาะသူကသူဘယ်လိုပဲဟိုအသားကြိတ်တွေအမျိုးမျိုးတက်တက်မတက်တက်ခါချိုးချီကပို့ပြီးတော့လူတွေနဲ့ adjust ဖြစ်တဲ့တော်တော်သားရှိတယ်ဆိုတဲ့ခါကျတော့ခါချိုးကိုဘယ်လောက်ယူမလဲဆိုလို့ရှိရင်တကယ်တော့ဒီမှာကိုစက်ကက်ရဲ့ခါပက်ပက်လေးကိုအရင်ယူလိုက်တယ်เนาะခါပက်ပက်လေးကိုအရင်ယူပြီးလို့ရှိရင်အတွင်းညံထပ်ပေါင်းတယ်เนาะအတွင်းညံဘိုက်ချံပေါ့ဘိုက်ချံဟာကိုထပ်ပေါင်းတယ်ပေါင်းပြီးပြီဆိုလို့ရှိရင်နောက်ထပ်24ပေါင်းတယ် 24လက်မှာပေါင်းတယ်เนาะဘာဖြစ်လို့လဲဆိုတော့အတွင်းညံကိုအတွင်းညံကိုတက်တဲ့အခါကျလို့ရှိရင်ဒီသေးတို့ကခါတဝက်ကိုဝက်ပြီးတော့မှဒီဘက်ကိုရောက်သွားမှာပေါ့เนาะရောက်သွားတဲ့အခါ22လက်မှရှည်ချင်တာ22လက်မှရှည်ချင်တာ22လက်မှရှည်မှသာသူကသူခြီတာတို့ဖဲပြလောက်တာတို့အောက်ကိုတန်းလန်းလေးကြတာတော့လုံးလုံးလောက်ရှိတာဆိုတဲ့အခါကျတော့ဒီဒီဟိုအတွင်းညံအတွက်လည်း22လက်မှရှည်ရမယ်အပြင်အဖုံးအတွက်လည်း22လက်မှရှည်ရမယ်ဆိုတော့24လက်မှပေါင်းလိုက်တာဆိုရင်ခါပတ်ပတ်လေအပေါင်းအတွင်းချမ်းတစ်ခုပြီးရင်24လက်မှအဲ့ဒီအတိုင်းတာတိုင်းပဲ ဖြတ်မယ်เนาะဖြတ်ပြီးပြီဆိုလို့ရှိရင်ကိုကအခုအပြင်ဖုံးကနေစတက်မယ်ပေါ့เนาะအပြင်ဖုံးကနေစတက်တဲ့အခါကျလို့ရှိရင်အပြင်ဖုံးကနေစတက်တဲ့အခါကျလို့ရှိရင်အရှိကို12လက်မှခြံထားခဲ့လိုက်မယ်เนาะ12လက်မှခြံထားပြီးတော့မှဒီအပြင်ဖုံးမှာเนาะဒီအပြင်ဖုံးမှာစပြီးတော့ခောက်ထားပြီးသားဟာလေးကိုတခါတည်းထဲ့ငုံပြီးတော့အလှဘက်ကနေကြည့်ပြီးတော့ချုပ်သွားလို့ရတယ်เนาะဒီ ဒီကပတ်ပြားရဲ့ကြားအလဲတဝက်ထဲကိုလက်မဝက်ထားလာတာနော်ချုပ်စာခါနေရမှာလေဆိုတော့လက်မဝက်ထည့်လိုက်တယ်ထည့်ပြီးပြီဆိုရင်ဒီမှာဘီးတပြားခွာတယ်ဒီခေါရိုးနဲ့နော်ခေါရိုးနဲ့သူနဲ့ဘီးတပြားခွာပြီးတော့တစ်ချဲနင်းသွားတယ်နော်ကပ်ပြီးတော့နင်းရင်ကြတော့ဟိုဘက်အချံကိုပြတ်မပါမှာဆိုလို့နော်ဘီးတပြားခွာပြီးနင်းတဲ့အခါကျလို့ရှိရင်ဒီမှာဒီဘက်ကိုလည်းလုံလောက်ငုံချုပ်ပြီးသားဖြစ်တယ်နော် ချီအောင်တူတာလေးနဲ့ချုပ်ပေါ့နော်ဒီချေကတော့ချီအောင်တူတာကိုမရှိလို့ရှိတဲ့ဟာချုပ်ပေးတာပြီးတော့ကျွလို့ရေပြတာဆိုတော့ချီအောင်ကွဲနေပို့ပြီးတော့ထင်ရှားတယ်လေးဆိုပြီးတော့ဒီချေချီအောင်တူတာမရှာတော့တာနော်ပြီးတပြားတော့အနည်းဆုံးခွာပြီးချုပ်ပါချီအောင်တူတာလေးနဲ့ချုပ်ပါနော်